အမင်းအောင်လည်းရဲ့သားအပြင်ထပ်မံထူထောင်ပြီးတော့အင်တာနက်အသုံးပြုသူအားလုံးရဲ့အဒီဝင်ငွေတွေကိုဒီဒီ VPN ကိုရောင်းချပြီးရရှိလိုက်ဝင်ငွေတွေကိုတည့်ယူပြန်ဖို့အမင်းအောင်လည်းရဲ့သားအပြင်ဆောင်ရွက်နေပြန်ပါဒါသူတို့ပြောတဲ့နိုင်ငံတော်ကိုကာကွယ်ဖို့ဆိုတဲ့မင်းအွန်လိုင်းမိသားစုတစုရဲ့ဒိုင်းလုံးတပြည်လုံးကနေရသမျှအားလုံးကိုကိုသေးစုအမျက်ထုတ်ပြီးနောက်ဆုံးအချိန်ရောက်ရင်သူတို့ခိုးယူထားတဲ့ငွေတွေနဲ့တိုက်ပီကဖျက်ပြေးဖို့ကြိုးစားနေအားလုံးပဲမင်္ဂလာပါဗျာ ကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါအဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည် တို့ပြောနေတဲ့တွေ့ဆုံဆွေးနွေးရေးအခြေအနေတွေလမ်းစာတွေနာပေါ်ဆောင်လာလိမ့်မလားဆိုပြီးတချို့ကညှော်လင့်ခဲ့ကြတာတွေရှိပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့ကြိုတက်ထားပြီးသားပါ။ရုရှားပူတင်ရဲ့တပြိနောက်လိုက်ရုရှားပြပအာကိုပစိယိုပြပအာကိုမအလာဟာပူတင်ရဲ့နောက်လိုက်လက်ဆွဲတူဖြစ်တဲ့နောက်ဆုံးအချိန်ထိမိုင်လုံးကြီးပြီးဘလို့မှမနိုင်တော့ဘူး။သူစခန်းသူနေထိုင်ရာ သူအသက်အန္တရာယ်ချင်းချောက်ခံရတဲ့နေသားထိတိုက်ခိုက်လာတဲ့ခါမှသာသူဟာကိုလိုရိုးဖျက်ပြေးဖို့အထိပြင်ဆင်ထားတဲ့သူဖြစ်ကြောင်းကျွန်တော်အားလုံးတင်ပြပြီးဖြစ်ပါတယ်။သူ့တဲ့အထူးတည်တံ့လျင်တွေသူ့ရဲ့မိသားစုပိုင်ပစ္စည်းတချို့ကိုရွှေ့ပြောင်းထားတာတွေအားလုံးကသူလှုပ်ထားပြီးသားပါ။ရသလောက်သူမိုက်မယ်ရသလောက်သူအခုဆိုရင်သူ့ရဲ့လက်ပါစီတက်ခရကောင်းကြီးရဲ့အဲ့ဒါအမကန်ကြီးတွေကိုသူသားကုမ္ပဏီရပဲအားလုံးချင်းချုပ်ပြီးယူထားတယ်။ဥပိုင်ကုမ္ပဏီဖြန့်ဝေအားလုံးသူသားစီစဉ်တယ် နောက်တစ်ခါကုန်သွယ်စီးဆင်းမှုလမ်းကြောင်းဆိုလာတင်သွင်းမှုအပါအဝင် EV ကတင်သွင်းမှုအလုံးမင်းအွန်လိုင်းရဲ့သားအပဲအလုံးထိန်းချုပ်ထားပြန်ပါတယ်။ဒါဝင်ဝင်အလုံးသူတို့ရှိစီးဆင်းနေပါတယ်။သူတို့အလုံးတည့်ယူနေ။နောက်တစ်ခါအခု internet internet ကိုတစ်ခါထပ်ပြီးတော့ဒီပိတ်ဆို့ပြန်ပါတယ်။ပိတ်ဆို့ပြီးတော့ဝင်ကြည့်ဖို့ကြော်လွားဖို့ဒီ VPN ကုမ္ပဏီကိုအမင်းအွန်လိုင်းရဲ့သားအပဲထပ်မံထူထောင်ပြီးတော့ internet အသုံးပြုသူအလုံးရဲ့ ီဝင်ငွေတွေကိုဒီဒီ BBN ကိုရောင်းချပြီးရရှိလိုက်ဝင်ငွေတွေကိုတည့်ယူပြန်ဖို့အင်းအောင်လည်းရသားပဲဆောင်ရွက်နေပြန်ပါဒါသူတို့ပြောတဲ့နိုင်ငံတော်ကိုကာကွယ်ဖို့ဆိုတဲ့မင်းအောင်လည်းမိသားစုတစုရဲ့ဒတိုင်းလုံးဒီဒီလုံးကနေရသမျှအားလုံးကိုကိုသိစုအမျက်ထုတ်ပြီးနောက်ဆုံးအချိန်ရောက်ရင်သူတို့ခိုးယူထားတဲ့ငွေတွေနဲ့တိုက်ပြည်ကဖျက်ပြေးဖို့စူးစမ်းနေတာပါဒါကိုမိုင်လုံးကြီးတဲ့နော်မတိသေးသောသူဟုတ်မတိအောင်လောက်ခံထားသလားတော့မကြည့်ပါဘူးအဲသူတို့ဟာ မင်းအွန်လိုင်းကိုနိုင်ငံတော်ကြီးတို့ထင်မှတ်ပြီးတော့အသက်ပေးပြီးကာကွယ်နေကြပါတယ်။ခုနောက်ဆုံးဒီ2025ခုဒီကနေ့ဆိုရင်ခေတ်စ်နဲ့အပါဝင်သတင်းဌာနတွေကတင်ဆက်လာတဲ့ဖက်စစ်ကလက်ပါစီတိုင်းပြည်ကအချိန်တိုင်းထွက်ပြေးသွားမဲ့မင်းအွန်လိုင်းအခိုးကြီးအတွက်ကိုခိုးခွင့်ရအောင်အသက်ပေးကာအသက်ပေးပြီးခိုးရပါထမ်းဆောင်နေကြတဲ့လူတွေထဲကနေပြီးတော့ဘူကျုပ်ဘူမူကျုပ်နဲ့ဘူမူကြီးဆိုတဲ့နော်ရရှိကြီးအဆင့်ရရှိကြီးလို့ခေါ်တာပါဇက်တော်တနာပါတယ်တကယ်တော့အုံနောက်လုံးဝမရှိတဲ့ မိုင်လုံးကြီးတူလို့ကျွန်တော်ကတော့မိုင်လုံးကြီးအဆင့်53ဦးဟာလုံးဝတမလွန်ရောက်ရှိသွားပါတယ်မြို့လိုင်းကိုခိုးခိုးယူခွင့်ရဖို့သူတို့အသက်ပေးပြီးတော့ခိုးရပါဖြင့်ဒါပေမဲ့ခိုးရပါတရားအခုဆိုတော့ဖတ်တမ်းမှတ်ရစနစ်တကျနိုင်ငံတမိုင်းမှာကြံနေခဲ့မှာပါအခုလိုမနေ့ကလိုရွှေစင်လွတ်လိုက်နေမြို့မှာဟာဘဒုကိုတော့ဘလူဘွေဒူးဂုံဒူးတွေချင်းမြင်လိုက်ပြီးဘာညာဟဲ့ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေရဲ့အဲနောက်မကြခင်တင်မဲ့တမိုင်းမှတ်တမ်းမှာတော့ဒီနေဒူးဂုံဒူးနေဒူးနေမြတ်တွေဆိုတဲ့အထက်မှာ ဘွယ်ချင်းချင်းခံရတယ်ဆိုရင်မင်းအောင်လိုင်ရဲ့ခိုးရပါနော်ခိုးပေါ့ခိုးပဲမိုက်လုံးကြီးတခိုးကြီးစီးရင်ဖြစ်ပဲကျွန်တော်ဖတ်တန်းနေမှာဖြစ်ပါတယ်သူကသူတီတီအတ္တမနော်ဘလောက်ဘွယ်တွေပဲပြီးပြီးဘလောက်ဘူမှုချုပ်ဘူချုပ်ပြီးပြီးသူတို့ကတခိုးကြီးအရင်နဲ့အတူတိုက်ဖို့တိုက်ပဲခိုးရခိုးပေါ့ခိုးပဲတွေဖြစ်ပဲစီးရင်ဝင်ကြံခဲ့မှာဖြစ်ပါတယ်အဲ့တော့53ဟာရာထူးတော့တိုးခံလိုက်ရတယ်သို့တော့သူ့မိမမဟုတ်ဆိုးမဖြစ်သွားတယ် မိုးဆူမဖြစ်သွားတဲ့ပြင်မိုးဆူမတို့ရွာဆိုတဲ့ဆိုင်းဘုတ်ပါဖြတ်ခံရတဲ့ဆိုင်မှာသူတို့လည်းထပ်မံတက်ရောက်မှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခါတုံပန်းဖြစ်ဖန်းစည်းခံရတာဒဏ်ရာရောတိနော်အားလုံးမှာ2024ခုနှစ်တည်းမှာပဲမင်းအောင်လိုင်ရဲ့တပားစီ14000ကျော်ဟာတည်ဆိုးပါတယ်နော်14000ကျော်ဟာတည်ဆိုးဒါတော့ရှင်းစရာရရှိတဲ့အဆင့်ပဲရှိပါတယ်မြေပြင်မှာစင်းမပြမပေါမပေါနိုင်ပဲအလောင်းကြီးပဲကြံနေကြတာမျောပါသွားတာ သူတို့ကိုယ်တိုင်သူတို့ပြန်လာမရှာတာသူတို့ဘက်ကလည်းမိုင်းတွေခင်းကျင်းထားတယ်တို့ကြောင့်သွားရောက်ရှာမတွေ့နိုင်လို့တေသွားတဲ့လက်ပါစီရွေငယ်ကြီးလက်အများကြီးရှိနေပါသေးတယ်1400ဆိုတာအ ਨੇ ဆုံးအဆင့်ဖြစ်ပါတယ်ကျွန်တော်တော့အ ਨੇ ဆုံးခံမှန်းပါတယ်2000ဒီ5000ကြားတော့တေပြီးတော့ပြီလို့ကျွန်တော်တော့ခံမှန်းပါတယ်အာဖြစ်နေတဲ့မြေပြင်အခြေအနေကိုခံမှန်းတက်ဆချက်အရတေးကြတဲ့စီးရင်ပေါက်တာတဲ့အ ਨੇ ဆုံး2ဆနဲ့3ဆတော့သူတို့ဘက်ကတေပြီးဖြစ်ပါတယ်အဲ့တော့စစ်တပ်နဲ့ ရဲဘက်ကနေပြီးတော့အမှန်နဲ့တရားကိုသိမြင်ပြီးတော့သူတို့လုပ်နေတဲ့အလုပ်ဟာတခိုးကြီးမင်းအွန်လိုင်းရဲ့အလုပ်တွေတခိုးကြီးမင်းအွန်လိုင်းမိသားစုတိုင်းပြည်ဘန်နာကိုခိုးဖို့အတွက်ငါတို့မိသားစုတွေနဲ့ငါတို့အသက်တွေကိုချနှင်းနေတယ်ဆိုတော့သိရှိလာပြီးပြည်သူစစ်သားပြည်သူရဲဝန်ထမ်းကောင်စိတ်သက်ရှိတဲ့သူတွေအနေနဲ့ CDM ဝင်လာတဲ့သူ CDM Civil Disobedience Movement အနေနဲ့နော်လုံးဝအမိတ်မနာခံဘူးပြည်သူပြင်ခွင်မဲ့ခိုးလုံးကူပြောင်းမယ်ဆိုပြီးပြည်သူဘက်ကိုကူပြောင်းပူးပေါင်းလာတဲ့ဝင်လာသူက14860ဦးရှိပါတယ် ဒါဆင်းစကဲဇာတိကကျွန်တော်ကအာတင်ပြတာပဲရှိပါတယ်မြေပြင်နေအနေထားဒီထက်ပိုပြီးတော့များနိုင်တယ်အနေထားပါဆိုတော့မနေ့ကရွှေစင်လွတ်လိုက်နေဆိုတော့အကြောင်းဖောက်တယ်ချရပါရွှေစင်လွတ်လိုက်နေမြေအောင်လိုင်းကလုံကြုံရေးအထက်ထက်နဲ့ကျင်းပနေတဲ့ချိန်မှာတကယ်လွတ်လိုက်ရရဖို့ကြိုးစားနေတဲ့လူတွေကကျွန်တော်တို့တော်လိုင်းကြီးတက်ဖွဲ့ကြီးပဲဖြစ်ပါမင်းအောင်လိုက်လပားစီတဲ့အဖြစ်မင်းကတဏီတဲ့တင်ကိုနော်လွတ်လပ်ရေးနေ့ဆိုတဲ့အခမ်းအနားနဲ့အဲညုံညုံရေးကြောပန်းမှုကိုအခြေပြုအကြောင်းပြုပြီးတော့ဖက်ပြေးလာကြတဲ့အစ်စ်ကျန်းဖက် သူတပြင်းအတင်းတမဆူဆောင်းခါရတဲ့စစ်မှုထမ်းစစ်သားတွေအများကြီးရှိပါတယ်။ဒါရပ်ပိုင်းမှာဒီနေ့ဖြစ်ဖြစ်မနေ့ကဖြစ်ဖြစ်ကျွန်တော်တို့ထုတ်ပြန်ပြောပြပေးပါမယ်။အဲ့တော့လွတ်လပ်ရေးရအောင်သူတို့ထဲမှာလည်းတိုက်ယူကြိုးပမ်းနေကြပါတယ်။ဆိုတော့မင်းအောင်လိုင်ရဲ့အခြေအနေဖက်စစ်အကြမ်းဖက်စစ်ရှုံးကောင်စီရဲ့အခြေအနေမကြာခင်မှာဒီနိုင်ငံတော်အဆင့်နော်သိရှိလာတော့မယ်။ကမ္ဘာစစ်ရာဇဝတ်ကောင်မင်းအောင်လိုင်ရဲ့နောက်ဆုံးအခြေအနေဟာအမျက်နဲ့အပေါ်ရင်မျက်နှာပြင်မှာသာသူကအာပြစ်အဆင်ပြေနေတဲ့အောင် ။ဟောနေရာနှက်ကိုဘုံတွေပိုက်ပြီးတော့နေ့စဉ်ပတ်ကျေးပြီးတော့သူတို့ပဲအဲတိုက်ခိုက်နိုင်စွမ်းရှိနေသေးတရာ။ကိုယ်လန်းသပင်အခမ်းအနားတွေကျင်းပပြီးတော့သူသားလျင်စီမံခန့်ခွဲအုပ်ချုပ်နိုင်စွမ်းရှိနေသေးတရာ။အသူရဲ့ရှားတောင်ရှားခဲ့မျိုးတချို့မှာဒကောင်ရှင်အတင်းအဓမ္မကောက်ကောက်နိုင်လာဘဲနိုင်ငံတော်အဆင့်အောင်မြင်မှုကြီးဖြစ်တရာ။အတင်းအဓမ္မအာဇာသမားတွေလာမပြိုင်ရင်မင်းတို့ကိုထောင်ချမယ်ဆိုလို့မပြိုင်ညင်ပြိုင်ညင်နဲ့ဝင်ပြိုင်ရတဲ့အာဂဇပြန်မို့ဘဲနိုင်ငံတော်အဆင့်တိုးတက်မှုကြီးဖြစ်အောင်သူကပဲဆွမ်းဆောင်နိုင်ခဲ့တရာ။စသဖြင့်အယောင်ဆောင်ဤမျိုးမျိုးနဲ့ ဘယ်လိုပုံစံချိုးချိုးလဲဆိုတော့ဖက်စစ်ဂျာမနီအာနာရှင်ဖက်စစ်ဂျာမန်အာနာရှင်ဟစ်တလာသူကိုသူတတ်နှစ်ထင်တိတ်ပြီးပြစ်မတတ်ခင်လပိုင်းတို့မှာနော်ဟိုလူကိုပွဲတူးပေးဒီလူကိုဂုံတူးပေးဟာအားသာပွဲတွေကျင်းပတခဏတိုင်းတွေလုတ်အဲဒါဒါသူမသေးခင်ဟစ်တလာမသေးခင်လပိုင်းတို့မှာအဲအဲ့ဒီပုံစံမျိုးမင်းအောင်လိုင်းလည်းပဲအဲပြင်းပြင်းထန်တဲ့စိတ်ဝေဒနာပေါ့ဟစ်တလာကိုအားကြရလားမွတ်စလင်ကိုအားကြရလားဟို ထိုဂျိုဆိုတဲ့ဂျပန်ဝန်ကြီးချုပ်ကိုပဲအားကြရလားဒါမှမဟုတ်လေအာဆက်ကိုပဲအားကြရလားဆက်တန်ဟူစိန်ပဲအားကြရလားသူမဟုတ်ကပြက်ကရာပီလိုပဲသူကနောက်ဆုံးလက်လက်ပပသူ့ကိုထိုးသွင်းခံရလေးကိုအားကြရလားတခုခုတော့အားကြနေတဲ့စိတ်ဝဒနာပြင်းစားတော့ဖြစ်နေပုံရပါတယ်အဲ့တော့သူကတော့ရသလောက်ပိုက်ပါမပိုက်ပါဘောသူသားသမီးတွေအတွက်ကဆက်သက်စားမကုန်တဲ့စည်းစိမ်တွေကိုအပုံလိုက်သူကရုရှားသို့မဟုတ်သူ့ကိုထောက်ခံအားပေးတဲ့ဖက်စစ်မိစ္ဆာနိုင်ငံကိုသူကပို့ထားပြီးဒီတော့မိုက်ပါဘော ပြီးသူသူမိသားစုအတွက်ချစ်ကနေရှိနေပြောဝိုင်းပြီဆိုရင်သူကလင်းမောပူးသူတက်ပြီးသူကပြန်ပြေးသွားနိုင်လို့ရှိတော့သူကတော့မိုက်ပါပဲအေးဒါမဲ့သူမိုက်တာကိုနောက်ဆုံးချိန်ထိလိုက်ပြီးတော့အသေးခံတိုက်နေကြတယ်ဆိုတော့နောက်လိုက်ကောင်းတယ်ကျွန်တော်ကတနာတာဒီဘူးဘူးချုပ်ဒီဟိုဖန်စီခံရတဲ့အခါကျွန်တော်ကြည့်တယ်။အော်ကျွန်တော်ဒီလည်းပဲတန်ချေခြင်းနဲ့အကြာအကြီးနေခဲ့ဘူးလားပါနော်ပြောရင်မပြောကျွန်တော်တန်ချေခြင်းနဲ့ကျွန်တော်ကိုရုံးထုတ်တာတရားရုံးဆိုတဲ့မတရားရုံးကိုရုံးထုတ်တာအသွားပြန်အသွားပြန်ဟာအင်းစိန်ထောင်းနေပြီးတော့ဟာဟိုဟော ပေါ့ AR တိုင်းဝါခဲမှာဝါခဲမှာဒီအင်းစင်တော်ပြောင်းအင်းစင်တော်ပြောင်းပြန်တဲ့ဇဂိုင်းတိုင်းခင်ဦးဇဂိုင်းတိုင်းခင်ဦးပြောင်းတဲ့တခါပင်အင်းစင်တော်အင်းစင်တော်ဒီတော့ပေါ်ပြီနေ့စဉ်ကျွန်တော်တန်ချေချင်းနဲ့ဒီတိုင်းဒီတိုင်းသွားတာကျွန်တော်တန်ချေချင်းနဲ့သွားခဲ့တဲ့ခီးအကွာဝေးမိုင်ကိုပေါင်းကြည့်လိုက်လို့ရှိရင်အဲ့2လ3လတော့ပေါင်းကြည့်လို့ရှိရင်အမေရိကတိုက်ကိုသွားပြန်ကားနဲ့သွားလို့ရတယ်ကျွန်တော်ဆိုတော့တန်ချေချင်းနဲ့ကျွန်တော်နေခဲ့ဘူးတဲ့သူကအခုတန်ချေချင်းနဲ့ခတ်ခံခဲ့ရတဲ့ဘူမှုချုပ်ဆိုတဲ့ကောင်ကြီးရဲ့မျက်နှာကိုကြည့်ရတာတနာလိုက်တာလိပ်ပြာမလုံခဲ့တဲ့သူရဲ့နောက်ဆုံးဘဝ ကျွန်တော်တန်ရှင်ချင်းနဲ့ပြုံးပြုံးမယ်တော့ပြည်သူရှိမှလည်းရဲတင်းနဲ့ကျွန်တော်စကားပြောကျွန်တော်တန်ရှင်ချင်းခက်ခဲရတာမတရားတော့မတရားဘူးပြောလို့မတရားတဲ့လူတွေကိုစန့်ကျင်ဖို့ပြောလို့ကျွန်တော်ဟာမတရားချင်းခက်ခဲကြရတယ်ကိုကိုကိုယုံကြည်စိတ်ရှိတယ်တန်ရှင်ချင်းခက်ခဲနေတယ်အခုဒီကောင်လေးမတရားတာလုပ်ခဲ့တယ်ပြည်သူရဲ့ဒဏ်ခတ်ခြင်းတမိုင်းရဲ့ဒဏ်ခတ်ခြင်းဥပဒေဒဏ်ခတ်ခြင်းဝစ်ကြွေးနော်ကျွန်တော်တို့ပြည်သူတွေကိုရဲဆက်ဆက်လုပ်ခဲ့တဲ့အတွက်ကြောင့်ပြည်ထောင်ခတ်ခြင်းတန်ရှင်ချင်းနဲ့မျက်စိတငယ်နားတငယ်နဲ့နေရတဲ့ဘူးမှုချုပ်ဆိုတဲ့အဆင့်ကောင်တွေကိုကြည့်ရတာအော် မင်းအောင်လိုက်မင်းအောင်လိုက်မင်းကြောက်နော်ဂုံတိခါရှိရမယ်ဆိုတဲ့ယာရုဂုံရှင်အစင်တန်းနေတာအခုဆိုရင်လုံးဝဒီမင်းမင်းလာမင်းလာချောင်းထဲမှာပောက်ကုန်မျောရတဲ့အစ်ဖြစ်ကုန်မှာပေါ့လားနော်တတိခွပက်လက်မျောတာတဲ့သူကမြင့်သွားပြီမင်းလာချောင်းထဲမှာပောက်ကုန်မျောရတာသူတို့ဘောရတယ်ဖြစ်ကုန်မှာတော့လားအဲ့တော့နောက်ဆုံးအချိန်นี่ကျွန်တော်ပြောပြခြင်းနေလက်ရှိဒီနေ့ထပ်ပေါ်လာတဲ့နောက်ဆုံးအချိန်นี่ဒါအရေးကြီးလို့ပါဘာကြောက်လဲ ဖက်စစ်စနစ်ရဲ့နောက်ဆုံးညီကုန်းဟာသူ့ရဲ့မြမပြည်အလဲပိုင်းအညာဒေတာရဲ့စီးရီးနိုင်ငံရေးဘလောက်ပြည်သူဘက်ကစီးလုံးအောင်မြင်နိုင်မလဲဆိုတော့ပူကြည့်ပါတယ်။ဘာကြောင့်လဲ?သူတို့ဖက်စစ်အကြမ်းဖက်တပ်အများစုဟာဖွဲ့စည်းလဲပတ်ထားတာအညာသူအညာသားတွေဖြစ်တယ်။အခုအညာသားတွေကိုယ်တိုင်ပြက်ပြက်သားသားတုံ့ပြန်တော်လန်လာတဲ့အခြေဖြစ်ပြီးတော့သူ့ရဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ကိုလက်ပတ်ဖို့ ပြည်သူကိုရဲစက်တဲ့နှင်းနှင်းတပ်ဖြတ်ဖို့ထုတ်လုပ်တဲ့စစ်လက်နက်ပစ္စည်းတွေအများစုဟာလည်းပဲအများ theory နောက်ချမ်းမှာဖြစ်တယ်။အခုထိုးဆင်းလာတဲ့ထိုးစစ်တွေထိုးဆင်းလာတဲ့ထိုးစစ်တွေအားလုံးဟာသူတို့ရဲ့အတင်းလုံးဖြစ်တဲ့အကြီးစားစစ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံတွေကိုဥတီနေတာတွေ့ရပါတယ်။အဲဒါကြောင့်မလို့မင်းအောင်လိုင်ဟာအခုအမိန့်တစ်ခုထုတ်လိုက်ပါပြီ။ဒါပါလဲဆိုတော့ကပ္ပစစက်ရုံအရေးကြီးစစ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံတွေကို သူနေပြည်တော်နဲ့အနီးဆုံးရှိတဲ့ကပ္ပစဆေးရုံချို့ရှိပါတယ်။အဲဒီဆေးရုံချို့လည်းကျွန်တော်တည်ထားပြပါပြီ။မင်းအွန်လိုင်းအရေးပေါ်လာတဲ့အခါမှာရုရှားကိုထွက်မပြေးခင်ယာယီခိုလုံဖို့အဲဒီကပ္ပစဆေးရုံကြီးတရုံမှာလည်းလျှို့ဝှက်အဆောက်အအုံဆောက်လုပ်ထားရဆိုတော့ကျွန်တော်တို့သိရှိထားပြီးဖြစ်တယ်။အဲဒီဆေးရုံကြီးရှိဖို့ ARD နောက်ချမ်းနဲ့ရေးကြည့်တဲ့ကပ္ပစဆေးရုံတွေကပြန်လဲဝယ်ယူဖို့မလွန်နိုင်သောရေးကြီးထုတ်လို့ရစက်ပစ္စည်းတွေကိုချွေခိုင်းနေပါပြီ။ဒါသူ့ရဲ့နေပြည်တော်နားမှာရွှေ့ပြီး ထပ်ထုတ်နိုင်ဖို့ဆက်ထုတ်နိုင်ဖို့သူစူးစမ်းမဲ့သဘောဖြစ်ပါတယ်ဒါပေမဲ့အချိန်မမီနိုင်တော့ပေါ့ကြီးမားတဲ့စက်ပစ္စည်းစက်ယုံကြီးတွေဟာချက်ချင်းအချိန်တိုတိုတက်မှာရဟန်းနဲ့တေမချီရွှေ့ဆက်လုပ်လို့မရပါဘူးကျိုးစက်ပစ္စည်းတွေဟာတစ်ချိန်ရက်လိုက်ပြီးအနည်းဆုံး3-4လပြန်လည်ပြီးတော့လေပတ်ဖို့ပြင်ဆင်ရတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့မရောနိုင်ဟာပြည့်ရဲ့ကားဖတ်စက်ယုံကြီးကြဆုံးရင်ပျက်စီးရင်နော်သူလုံးဝ ဆုံးရှုံးပြီးထွက်ပြေးရတော့အချိန်ရောက်ပြီဆိုတော့သူထွက်မပြေးခင်အချိန်ကိုရသလောက်ဆွဲဆန့်ပြီးတိုင်းပြည်ကိုရသလောက်ဖြည့်ဆည်းဖို့သူတဖြင့်သူ့ကိုပပကြီးပပကြီးဆိုပြီးမြောက်မြောက်မြောက်ပင့်ဝတ်တော်ခရပြီးအယိုးရင်အာနာအယိုးရင်စွန့်ကြဲမှုတွေရလိမ့်မလားဆိုပြီးသူ့ရဲ့အဘာတော်ထမ်းဆောင်နေတဲ့အုံနောက်နေတော့သောသောကမိုက်လုံးကြီးကောင်တွေကိုရသလောက်လူလောကကြီးထွက်ခွာခွင့်ပေးဖို့သူစူးစမ်းအောင်မှာဖြစ်ပါတယ်ပြီးတော့သူကထပ်ညွှန်ကြားသေးတာဗာလဲဆိုတော့ ဘက်ကပါစာစေယုံကြီးတွေကြီးအရေးကြီးပစ္စည်းတွေကိုရွှေပြောင်းပြီးတာနဲ့ဒေါ်လာတက်တွေဝင်လာတိုက်ခိုက်တကားဖွင့်တဲ့အခါမှာသို့မဟုတ်ချန်ဂျီယိုပရဝန်တွေဝင်ရောက်တဲ့အခါမှာအပြင်းထန်ကြီးကြပ်စေဖို့သွဲမိုင်းတိုင်မိုင်းနင်းမိုင်းလူဝက်မိုင်းတွေတကားတွေမှာလုံခြုံရေးအစီအစဉ်နေနေနဲ့အလင်းမြန်တက်ဆင်ဖို့အမိန့်ထုတ်နေပါတယ်။ဒါလက်ရှိကပ္ပစာစေယုံနေနဲ့ပတ်သက်ပြီးတော့မင်းအွန်လိုင်းရဲ့အယူချီးပန်းဂမူယူထိုးလုပ်နေတဲ့လို့ရောက်ဖြစ်ပါတယ်။အဲ့တော့ ြေပြင်းနေမှာအခုတို့တနိုင်ငံလုံးအနေအနှံ့မှာကျဲနေတဲ့ဒီကြောင်းကအောင်ငါ့ဘုံအခြေအနေနဲ့ပမာဏကြီးကြီးပါလွန်စွာရောကြလာတာတွေ့ရပါတယ်။ရခင်အားဆိုရင်တရက်ကိုနိုင်ငံနေရာအနှံ့ဆုံးမှာအနည်းဆုံး၄၅နေရာကိုသူဟာတစ်ချိန်တုံးဖို့နှစ်ချိန်ကျဲနိုင်ခဲ့ပါတယ်။အခုနိုင်ငံနေရာအနှံ့၆နေရာလောက်မှာတစ်ချိန်လောက်ပဲကျဲနိုင်တော့ပါတယ်။ပြီးတော့ခါတိုင်းလိုပေါ်ပေါ်တင်းတင်းထင်းထင်းရှားရှားမကျဲနိုင်တော့ဘူး။ဖြစ်သလိုအောက်ခြေတစ်ခါလေးကြပြီးတော့မကွဲတဲ့ဘုံဒီမျိုးတွေနော်ပြီးတော့ပိုင်လော့တွေကိုယ်တိုင်အားလည်းပဲ ကျဲကျင်လို့ကျဲလာတယ်ဆိုတဲ့အနေထားမျိုးကြီးကြီးကျင်းအဖြစ်ဖက်စစ်တန်းဖက်တက်ဟာကြီးရည်လေးစွမ်းအားလုံးဝယုံညံ့ကြဆင်းနော်ပျက်စီးကံဒီအချိန်ရောက်နေပြီဆိုတာမြင်နေရတဲ့ပြန်တန်းတဲ့လေရင်ရဲ့လှုပ်ခတ်မှုအခြေအနေမိခိုးတွေထွက်နေတဲ့ပုံစံကျဲသွားတဲ့ပမာဏအနေထားမင်းအွန်လိုင်းရဲ့နေဓုရထုဆိုပြီးရုပ်မြင်သံကြားဖန်သားပြင်ပေါ်ကနေတနေကုန်ထိုင်ကြည့်လို့မှစက်တီတစ်စက်မှမရှိတဲ့စောက်ခွက်နဲ့ပြောနေတဲ့ပြောဆို ဒါတွေကိုကြီးချင်းအဖြစ်ဖက်စစ်မင်းအောင်လိုင်းပုတ်စုရဲ့အခြေအနေဟာနောက်ဆုံးညီကုံရောက်နေပြီရသလောက်မိုင်လုံးကြီးမဲ့အခြေအနေကိုရောက်နေပြီနောက်ဆုံးမှာတော့အာဆက်ရှိတဲ့နေရာကိုအာငက်အာနာအလံနဲ့တဲ့မင်းအောင်လိုင်းမိသားစုလိုက်ဖက်ပြေးသွားတဲ့ခါမှာမင်းအောင်လိုင်းခိုင်းတဲ့မြမျက်စိမှိတ်ပြီးရဲဆက်ဆက်ကြမ်းကြမ်းကြုတ်ကြုတ်ရုတ်ရုတ်မာမာပက်ပက်ဆက်ဆက်ပြည်သူကိုတတ်ဖြတ်ခဲ့တဲ့နောက်လိုက်နောက်တော်ပါသူကသူအရာရှိကြီးလို့ခေါ်တဲ့မိုင်လုံးကြီးနေသူတစု ပါဝင်အဲ့ဒီမိုက်လုံးကြီးကောင်တွေခိုင်းသမျှလုပ်နေတဲ့အရာကန်အချက်သသားဆိုတဲ့နောက်တော်ပါလက်ပါစီများရဲ့ဘဝဟာတောင်မြင်မှာလွတ်တဲ့ဟင်းသာလေးလိုပျော်ပျော်တော့ကြံခဲ့မှာမဟုတ်ဘူးတောင်မြင်မှာလွတ်တဲ့ဟင်းသာလေးဆိုတာသူ့ဟာသူနေနိုင်မယ်မင်းအောင်လိုင်းထွက်ပြေးသွားတဲ့နောက် POP ရဲ့ဖြစ်တန်ခဲ့တဲ့မင်းအောင်လိုင်းလက်ပါစီအုပ်စုကြီးဟာတော်တော်ကြီးကိုထိမ့်သိမ့်ရခဲ့မဲ့နေထားတော့ဖြစ်မှာတေးကြတယ်အမေကျွန်တော်တို့အားလုံးယုံကြည်ပါတယ်ဒီသူ့ရဲ့စီးလုံးညင်ညွတ်တဲ့အင်အားနဲ့ နော်ပြည်သူသားအဓိကဆိုတဲ့လူကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့မှာကြားချက်စကားတွေကပြည်သူတော်လိုင်းတပ်ဖွဲ့များအားလုံးဟာရင့်ကျက်ပြီးရှင်းလုံးပြီးအနာဂတ်အတွက်ဖြစ်လာနိုင်ခြင်းရှိတဲ့အန္တရာယ်အသီးသီးကိုတွက်ဆပြင်ဆင်ပြီးဖြစ်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့မင်းအွန်လိုင်းခေါ်အာနာလုံးငတ်တဲ့အာငတ်အာဆက်နောက်ကိုလိုက်ပြီးမိုက်လုံးကြီးသွားတဲ့အချိန်မိုက်လုံးကြီးရဲ့လက်ပါစီတွေတောင်မြေမှာလွတ်တဲ့ဟင်းသာလေးလိုဖြစ်ချင်းရင်ဤလူယုံငယ်ကိုပြန်ဆုံးခေါ်လုံးလိုက်ပါ